ကောင်းဆုံးကွင်းလယ်အတွဲဖက်တီစီဂျင်းထိုးမဲ့ပွဲစဉ်မှာအားလုံးမင်္ဂလာပါဝင်းဖော်ဘ Channel ကနေအားလုံးကိုကြိုဆိုပါရစေ။လာမယ့် Super Sunday နေ့မှာဆိုရင်တော့ Anzo Maresca ရဲ့ Chelsea တင်းနဲ့ Mikel Arteta ရဲ့ Arsenal တင်းတို့ရဲ့ထိတ်တိုက်တွေးမဲ့ London Derby ပွဲစဉ်ရှိပါတယ်။ဒီပွဲစဉ်ကတော့တကယ်ကိုကြည်ကောင်းမဲ့ပွဲစဉ်တစ်ပွဲပါ။ နောက်သင်းစလုံးကတော့လက်ရှိချိန်မှာအကောင်းဆုံးပုံစံတွေပြသထားတယ်ချယ်ဆီဆိုရင်ဒီနောက်ဆုံးကစားခဲ့တဲ့ချန်ပီယံလိပွဲထဲမှာဆိုရင်အိမ်မစ်စတန်ဘူဘရစ်မှာဘာစီလိုနာတင်းကို၃ဂိုးဂိုးပြီးဆိုတော့ရလနိုင်ရရှိပြီးတော့မီကေအာဒေတာရဲ့အာဆင်နယ်တင်းကတော့အိမ်ဝင်အမရိကမှာဘိုင်ယန်မြူနစ်တင်းကို၃ဂိုးတကူဆိုတော့ရလနိုင်အနိုင်ရရှိခဲ့တယ်လက်ရှိချိန်မှာလည်းအကောင်းဆုံးပုံစံတွေပြသထားတဲ့အတင်းတင်းဖြစ်တယ်တကယ်ကိုချီကောင်းမဲ့ပွဲစဉ်တစ်ပွဲပါဒီပွဲစဉ်ကတော့တနင်္ဂနွေနေ့ညမြန်မာစံတော်ချိန်ည7:00နာရီကျွန်တော်တို့ဒီဂျပန်မှာဆိုရင်တော့နံနက်7:00နာရီခွဲအချိန်ကံမှာဖြစ်ပါတယ် တနင်္လာနေ့အလုပ်တော်ရှိရတိုင်းမှမတက်နိုင်ဘူးဗျာကျွန်တော်ဒီပွဲမျိုးမှာမကြည့်ရင်ကျွန်တော်ဘယ်ပွဲမျိုးကိုသွားပြီးကြည့်ရမှာလဲနောက်ပြီးကျွန်တော်ဒီပွဲမှာကျွန်တော်စောင့်ကြည့်ရင်တော့အပိုင်းတွေအများကြီးရှိတယ်ဗျာသူတစ်ဖြင့်ဒီ Chelsea ရဲ့ကွင်းလယ်ကဒီပွဲတင်မှာဘလောက်ထိလုံးပြနိုင်မှာလဲ Arsenal ရဲ့ကွင်းလယ်ကရောဒီပွဲတင်မှာဘလောက်ထိလုံးပြနိုင်မှာလဲနောက်ပြီးဒီ Chelsea ရဲ့ face အရန်ရှိတဲ့ကစားသမားတွေဖြစ်တဲ့ခါနာချိုးတို့ပက်ထိုနာဒိုတို့ကရော Arsenal ခံစစ်ကိုဘလောက်ထိဒုက္ခပေးနိုင်မှာလဲနောက်ပြီးဒီ Arsenal ခံစစ်ကရောမနစ်က ဒီ face အရန်ရှိပါတယ်ဆိုတော့ Real Madrid ကကစားမတွေဖြစ်တဲ့ Kylian Mbappe တို့ Vinicius တို့ထိမ့်ချုပ်နိုင်တယ်လို့မျိုးဒီပွဲတွေမှာသူတို့အကောင်းဆုံးထိမ့်ချုပ်နိုင်ပါလားဆိုတော့အချက်တွေကိုကျွန်တော်အရန်စိတ်ဝင်စားရတယ်ဒါကြောင့်ဒီပွဲတွေကအရန်ကိုကြည့်ကောင်းနိုင်တဲ့ပွဲစဉ်ဖြစ်နိုင်တယ်နောက်ပြီး Mikel Arteta နဲ့ Enzo Maresca ကဒီ Pep Guardiola ရဲ့တပည့်တွေဖြစ်တာကြောင့်ဒီနှစ်သင်းလုံးက position base ကိုဥတီပြီးတော့ transitional play အကောင်းဆုံးကစားနိုင်တဲ့ထိပ်တန်းအသင်းတွေဖြစ်တယ်နောက်ဆုံးကစားခဲ့တဲ့ ပွဲတင်နေမှာဆိုရင်လည်း Premier League ရော Champions League မှာပါအကောင်းဆုံးပုံစံတွေပြသထားတယ်။ Chelsea ဆိုရင်နောက်ဆုံးကစားခဲ့တဲ့ Premier League ၅ဘွဲမှာဆိုရင်၄ဘွဲထိနိုင်ပြီးတော့တပွဲပဲရှုံးနေထားတယ်။သူတို့ဒီအင်ဂွင်းစတန်ဖို့ဘရစ်မှာဆန်နလန်တင်းကို2ဂိုး2ဂိုးဆိုရရလိုက်နေရှုံးလာကလွယ်ရင်ဒီ Forest Northern Forest ကို3ဂိုးဂိုးမျိုးဆိုရလိုက်နေအဝေးကွင်းမှာနိုင်နေတယ်။ Tottenham Hotspur ကိုအဝေးကွင်းမှာ2ဂိုးဂိုးမျိုးဆိုရလိုက်နေနိုင်တယ်။နောက်ပြီးဒီအင်ဂွင်းမှာဒီ Wolverhampton ကို3ဂိုးဂိုးမျိုးဆိုရလိုက်နေနိုင်တယ်။ပြီးခဲ့တဲ့တစ်ပတ်ကဘန်လီကိုအဝေးကွင်းမှာ2ဂိုးဂိုးမျိုးဆိုရလိုက်နေနိုင်ခဲ့တယ်။ နောက်ပြီး Chelsea နောက်ဆုံးကစားခဲ့တဲ့ Champions League ပွဲထဲမှာဆိုရင်ဒီ Barcelona အသင်းကို England Stamford Bridge မှာ3-0ကိုကိုင်းဆိုရလဲနိုင်ခဲ့တယ်ဒီပွဲထဲမှာဆိုရင်တချို့ကဒီ Chelsea အနေနဲ့ဟိုတယောက်ထုတ်လို့မို့နိုင်သွားတယ်ဆိုပြီးဘာညာပြောပြောပေမဲ့တကယ်တမ်းက Chelsea ကဒီ7တယောက်7တယောက်အနေထားမှာလဲပိုကောင်းတဲ့အသင်းပဲဗျအဲ့နေ Chelsea ကစားတော့တော်တော်ကိုကောင်းတယ်ဒီတစ်ဖက်ကဒီ Mikel Arteta ရဲ့ Arsenal ကလည်းဒီအင်ဂွင်းအမ်မရိတ်မှာဘိုင်ယန်မြူးနစ်တင်ကို သုံးခုတစ်ခုဆိုရရလက်နဲ့နိုင်ခဲ့တယ်ဒီပွဲတင်မှာဆိုရင်ဒီဘလူးသားဝင်ကစားသမားတွေရဲ့အကောင်းဆုံးခြေစွမ်းပြမှုနဲ့အာဆင်နယ်ကနိုင်ခဲ့တယ်ဒီတချို့ကတော့ဒီအာဆင်နယ်ကဒီတေကန်ဘောတွေကနေဂိုးတွေတွင်းနေတွင်းနေဆိုပြောနေပြီမဲ့တကယ်တမ်းကျအာဆင်နယ်ကဒီနောက်ဆုံးကစားခဲ့တဲ့ဒီတော်ရန်ဟော့စပါနဲ့ဘိုင်ယန်မြူနစ် နဲ့ပွဲတင်ပါဆိုရင် twin ကို9ဂိုးတိရှိပြီးတော့အဲ့ပွဲတင်က open play ကနေ6ဂိုးတိတိရထားတယ်။ဒါဟာတကယ်ကိုကောင်းတဲ့မှတ်တမ်းဖြစ်တယ်။ Mikel Arteta ရဲ့ Arsenal ကဒီတေကန်ဘောတွေနေမကဘူး open play တွေကပါအခုနောက်ပိုင်းပွဲတင်တယ်မှာဆိုရင်ဂိုးတွေတွင်းလာနိုင်တယ်။ထိတ်တိုက်တူဆုံးမှုနောက်ဆုံး6ချိန်ကိုကြည့်မယ်ဆိုရင် Arsenal က4ချိန်ထိနိုင်ပြီးတော့၅ချိန်တည်ကြထားတယ်။ထိတ်တိုက်တူဆုံးမှုရတော့ Arsenal ကခုနောက်ပိုင်းနေတယ်မှာဆိုရင် Chelsea ကိုတုံတန်ရောတိတ်ပြီးတော့မရှုံးဘူးဗျ။နောက်ပြီး Chelsea အနေနဲ့ဒီပွဲတင်ကိုသူတို့ရှုံးလို့မရဘူး။ဘာလို့လဲဆိုတော့ ်ချယ်ဆီဒီပွဲတင်ကိုဒါရှုံးလိုက်ရင်သူတို့ဒီဟာဒီတိုက်တဲ့ race ကပြီးသွားမယ်ဘာလို့လဲဆိုတော့လက်ရှိချိန်မှာအာဆင်နယ်နဲ့ချယ်ဆီက6မှတ်กว่าတယ်ချယ်ဆီဒီပွဲရှုံးလိုက်ပြီဆိုရင်6မှတ်အနေထားဖြစ်သွားမယ်ဒါကြောင့်တိုက်တဲ့ race မှာသူတို့အာဆင်နယ်ကိုလိုက်မိဖို့တော်တော်ကိုခဲရင်သွားမယ်အာဆင်နယ်ကလည်း ဒီပွဲတင်မှာအ ਨੇ ဆုံး3လောက်တော့ကန်မရမယ်ဘာလို့လဲဆိုတော့ဒီပွဲသူတို့ရှုံးလိုက်ပြီဆိုရင်ဒီ Chelsea နဲ့၃မှတ်กว่าအနေထား Manchester City က Leeds United Leeds United နဲ့တွေ့မှာသူတို့တေချာပေါက်နိုင်ပါပဲဆိုတော့ Man City နိုင်လိုက်ပြီဆိုရင် Arsenal နဲ့၄မှတ်กว่าအနေထားကိုရောက်မယ်ဒါကြောင့် Arsenal ကလည်းဒီပွဲမှာရှုံးလို့မရဘူးအ ਨੇ ဆုံး3လောက်ကန်တိုင်းမှဖြစ်မယ်ဆိုတော့လက်ရှိချိန်မှာနှစ်သင်းစလုံးကဘယ်သင်းကနိုင်မယ်လို့ပြောဖို့ကတော့ခက်တယ်နှစ်သင်းလုံးကခြေရန်ကောင်းတဲ့အသင်းနှစ်သင်းဖြစ်တဲ့ Chelsea ဆိုရင်လည်းတကယ်ကို ကောင်းတဲ့တိုက်စစ်အစုဖွဲ့နဲ့ကွင်းလယ်အစုဖွဲ့ကိုပိုင်ဆိုင်တာတွေအာဆင်နယ်ကလည်းခန်စီရောကွင်းလယ်တိုက်စစ်ရောဘာမှမပြောရမလို့အောင်အကောင်းဆုံးပုံစံလေးပြသထားတယ်ဒီနှစ်သိန်းကြားဖြစ်နိုင်ွယ်လူစင်းကိုကြည့်တဲ့အခါမှာเชลซีကတော့ဒီโกดမနေရာမှာတေးကြလိုက်ဗျသူရောဘတ်ဆန်ချက်ပဲထားမယ်ဒီဆန်နာဘတ်အတွဲမှာဆိုရင်ကျွန်တော်ဖိုဖာနာနဲ့ချာလိုဘတ်အတွဲပဲဖြစ်ပေါ်များတယ်ဒီလက်ဘတ်မှာဆိုရင်မက်ကူဂရယ်လာထားမယ်သူရိုက်ဘတ်မှာဆိုရင်မဲလိုကုစတိုရှိမယ်သူတို့ဒီကွင်းလယ်အတွဲဖက်မှာဆိုရင်เชลซีကဒီဘာစီလိုနာနဲ့ပွဲစဉ်မှာအသုံးပြုခဲ့တယ် ဒီကင်စီတိုးနဲ့ reach chain အတွဲကိုသုံးပါလားဒါမှမဟုတ်ရင်ကင်စီတိုးနဲ့အဲဆိုဘာနာနဲ့တွဲကိုထားပြီးတော့ဒီနံပါတ်10ရိုးနေရာမှာ job battle ပဲထားမှာလားကျွန်တော်အမြင်ပြောရရင်တော့ chelsea က reach chain နဲ့ကင်စီတိုးအတွဲပဲဆက်ပြီးထားတော့တယ်ဗျ reach chain ကင်စီတိုးအတွဲထားရင် reach chain ကင်စီတိုးအတွဲဖြစ်မယ်ဒီအန်ဆိုဘာနာနဲ့ကနံပါတ်10ရိုးနေရာမှာရောက်မယ်ဒီလက်ဝင်းမှာတော့တေးကြတယ်ဗျခါနာချိုးပဲပွဲထုံးမှာ right wing ကတော့တေးကြတယ်သူတို့ဒီ patro nato ပဲဖြစ်ဖို့များတယ်ဘာလို့လဲဆိုတော့သူ aster aster ဘဲကိုဒီပွဲမှာမတုံးဘူးဗျဘာလို့လဲဆိုတော့နီးပြားက aster ဘဲကိုပွဲထုတ်တာက ကျွန်တော်အမြင်ပြောရရင်ချယ်ဆီကဒီအရန်ကြီးဟိုကစားသမားလေးပေါ်မှာပွဲတွေအရန်ကြီးကန်ပြီးတော့ခြေစွမ်းပိုင်းမထိခဲ့အောင်သူဂယူးတဆိုင်နဲ့အသုံးပြုနေတာကိုတွေ့ရတယ်။ဒါကြောင့်ဒီပွဲတွေမှာဆိုရင်ကျွန်တော်ပထိုနာတိုပဲဖြစ်ဖို့များတယ်။ကျွန်တော်တိုက်ဆက်မှာဆိုရင်တော့ဒီအဆိုပါနာနဲ့နံပါတ်10လို့နေရာကစားရင်ကျွန်တော်ချောပတ်ထိုးရှိမယ်။ဆိုတော့အာဆင်နယ်ရဲ့လူစင်းကိုကျွန်တော်ကြည့်တဲ့အခါမှာကိုသမားနေရာမှာတေးကြတဲ့သူတို့ဒီဒေးဗစ်ရော်ယယ်ပဲပွဲထုံးမယ်။ဒီလက်ဘက်မှာဆိုရင်ဒီကာလာဖီယိုလီရှိမယ်။ဒီစန်တာဘက်အတွဲမှာဆိုရင်တော့ဒီ ဖူဒီယန်ဆလီဗာနဲ့ပီယာရိုဟင်ကပ်ပီအတွဲဖြစ်ဖို့များပြီးတော့ဒီ right back မှာဆိုရင်တော့ယူရီယန်တင်းပါပွဲထုံမယ်ကျွန်တော်ဒီကွင်းလမ်းမှာဆိုရင်တော့မာတင်ဇူဘီမန်ဒီနဲ့ဒီဒဂလန်ရိုက်စ်တွဲဖြစ်ဖို့များပြီးတော့ဒီအဗရီချီအဇေးကနံပါတ်10ရိုးနေရာမှာကစားမယ်ဒီလက်ဝင်းမှာဆိုရင်ကျွန်တော်ဒီမာဒီနယ်ဒီဒါမှမဟုတ်ရင်တိုမတူအေဂီပွဲထုံဖို့များတယ် right wing မှာဆိုရင်တော့ကျွန်တော်ဒီပိုကာယိုစာကဖြစ်မယ်တိုက်ဆက်မှာဆိုရင်တော့မီကေမိုရီနိုပွဲထုံမယ်ဆိုတော့နှစ်သင်းလုံးဒီပွဲထက်လူစင်းမှာရှင်ကြည့်တဲ့ခါတသင်းနဲ့တသင်းကြာရန်ကြီးမကွာဘူးနှစ်သင်းလုံးက ီတိုက်စစ်ရောဝင်လေရောအကောင်းဆုံးကစားနိုင်တယ်တခုပဲအာဆင်နယ်ခံစစ်ကတော့ဒီ Chelsea ရဲ့ခံစစ်တဲ့အနေငယ်ပို့ပြီးတော့ဒါတယ်ကိုသမားကလည်းရောဘတ်ဆန်ချက်လည်းခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်လက်ဆွမ်းကောင်းတွေပြသထားတာကိုတွေ့ရတယ်ဒါကြောင့်ကိုသမားနေရာလည်းရမ်းကြီးမကွာဘူးဒီလိုခံစစ်ပိုင်းလောက်ပဲ Chelsea နဲ့အာဆင်နယ်ကြားမှာအနေငယ်ကွာခြားချက်ရှိမှာဆိုတော့နှစ်တင်းလုံးကအရန်ခံမှန်းရတော့ခက်တယ်တခုပဲ Mickey Arteta ကဒီအတင်းကြီးနဲ့ကန်တဲ့ပွဲစဉ်တွေမှာဆိုရင်ကျွန်တော် Bayern Munich နဲ့ပွဲစဉ်မှာလည်းကျွန်တော်ပြောခဲ့တယ်ဒီသူတို့ဒီမနိုင်တောင်မှ မရှုံးအောင်ကန်တိုင်းတဲ့ idea မျိုးသူ့မှာပြည့်ရှည်တာကြောင့်ဒီပွဲစဉ်မှာလည်း Mickey Arteta အနေနဲ့ဘလို့ idea တွေထုတ်သုံးပြီးတော့ဒီ Chelsea ကိုသွားရောက်ရင်းဆိုင်ပါလေ Chelsea ကလည်းဒီပွဲစဉ်မှာခုနကပြောလို့သူတို့ရှုံးလို့မရဘူးရှုံးရင်သူတို့ဒီသားစီတိုက်တဲ့ race ကပြီးလောက်ဖြစ်သွားမှာ Chelsea ကလည်းဒီပွဲစဉ်မှာသူတို့အနိုင်ရဖို့အတွက်ကိုဥတီမှာပဲမနိုင်တော့သူတို့အ ਨੇ ဆုံးတေလောက်တော့သူတို့ကန်မယ်ဆိုတော့ဒီပွဲကရန်ကိုကြီးလို့ကောင်းမှာပွဲစဉ်တွေပဲဖြစ်တယ်ကျွန်တော်ရဲ့ personal အမြင်အရပြောရရင်ဒီ Chelsea နိုင်ရင်လည်းပို့ပြီးတော့ကောင်းတယ်ပြောလဲဆိုတော့ ာဆင်နယ်နဲ့၃မှတ်กว่าအနေထားကိုရောက်မယ်အာဆင်နယ်နိုင်လို့ချင်ရင်လေဒီ title race မှာသူတို့အရန်ကိုအချိန်နေကောင်းလာမှာသူတို့တသိန်းနဲ့တသိန်းရဲ့အရန်ခံမရတော့ခက်တယ်ဒါပေမဲ့သူတို့ Mickey Arteta ရဲ့အာဆင်နယ်ကဒီ Stamford Bridge မှာအနေဆုံးတေလောက်ရသွားမယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ကတော့သုံးသပ်မိပါတယ်အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ